မတဲစနစ်အငယ်33နော်33ကိုဖတ်ရအောင်တွေ့ပြီဆိုတူတူကဖတ်ရအောင်အတီးအားဖြင့်အပင်ဤသဘောထင်ရှားသည်ဖြစ်၍အတီးကောင်းလျင် အပင်ကောင်းသည်ဟု ဆိုကြလော့အတီးမကောင်းလျင် အပင်မကောင်းဟုဆိုကြလော့ခဏလေးစက္ကပ်ရအောင် ဟာလေလုယာဖဖခင်ကိုရောကိုယေရှုတင်ပါတယ်ဒီနေ့မှာကိုရောပေးတဲ့နှုတ်ကပတ်တော်ကိုသမီးအိုးဟာလေလုယာဝန်ခံမှာဖြစ်တယ်တို့အရာကိုသမီးဒီနေ့မှာကိုရောပြောခိုင်းသောစကားတွေကိုသမီးပြောမှာဖြစ်တယ်သမီးရဲ့အသက်တာအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေပါဒီမှာရှိတော်သူအယောက်စီတိုင်းအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေပါဒီနှုတ်ကပတ်တော်ကိုကြားနာတော်သူအယောက်စီတိုင်းအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေပါမိကြောင်းယေရှုနာမ၌ကိုရောကိုချီးမွမ်းပါ၏အဖာအာမင်ကျမတို့ဒီနေ့အသီးဆိုတဲ့အရာလေးကိုရင်စင်းစားရအောင် အသီးလို့ပြောတဲ့အခါမှာเนาะကျမတို့တစ်ခါလေကြာရင်အသီးကိုစားခြင်းနဲ့အသီးရှိတယ်เนาะကျမဟိုလျံပြီးငငယ်တုန်းကကိုဝင်ဆောင်တုန်းကကျမကိုဝင်ဆောင်လို့ဆောင်မှမသိဘူးဒါပေမဲ့ကျမအရှိမအဆောင်တွင်ဖြစ်တယ်เนาะ17လပိုင်း17လပိုင်းဆိုပြားလိမ်မော်အရန်များတော့လေကျမပြားလိမ်မော်ဒီအရန်စားခြင်းတာဘလောက်ထိတောင်ဖြစ်လဲဆိုတော့ကျမအရှိမအဲ့လိုပြားလိမ်မော်ချင်းနဲ့တည်သွားရင်လေစင်းပြီးတော့အဲ့လိုယူပြီးတော့စားခြင်းတာအဲ့လောက်ထိစားခြင်းတာပြားလိမ်မော် ။ဘာကြောင့်လဲဆိုရင်တော့ဒီအချိန်မှာပြားလိမ်မို့ကိုတောင်းတာ။အဲ့ဒါပြီးတော့ကျွန်မစပစ်သီးစားခြင်းပြောတယ်။စပစ်သီးတောင်မှအစိမ်အစိမ်ကိုအချွန်ချွန်လေးတွေပေါ့နော်။အဲ့တော့ ocean ရှိတော်လေး။ ocean မှာစပစ်သီးအစိမ်ဆိုဟာဆရာကိုနိုင်လို့သွားဝယ်လိုက်နော်။အဖေကကြုံပြီဆိုဝယ်လာပေးလိုက်။စပစ်သီးအစိမ်ဆိုပြီးတော့ဟာကျွန်မအဲ့ဒါကိုအရန်ကြိုက်တာအသီးအသီးအသီးပဲဖြစ်နေတာပေါ့နော်။ကျွန်မတို့နော်ဟို နတ်နတ်သီးဆိုရင်လေဟာနတ်နတ်သီးပေါ်ချင်းဆိုလဲစားချင်ကြတယ်နော်ဒူးရင်သီးဆိုပို့ဆိုနော်ဒူးရင်သီးဆိုရင်ကျမတို့ဒီမှာအရန်စေးကြည့်တော့နော်အမေရဲ့ကျမရဲ့ဆရာကိုနိုင်မြို့ရဲသွားပြီးဆိုရင်ဒူးရင်သီးဆိုင်ရှိကိုရောက်ပြီးဆိုရင်အေးဒူးရင်သီးရတာငါတို့ကြည်ပဲကြည်ရအောင်ဘာလို့လဲဆိုတော့တလုံးကို၈တောင်း၉တောင်းဆိုအမလီအရာကြီးစားမဲ့စားနော်စံဝဲလိုက်ရတယ်နော်ကျမတို့ကိုပစံနဲ့ကိုဝယ်မစားကြအောင်နော်အဝေးကနေပဲလမ်းကြည့်နော်အာတရေယူတယ် ကျေးဇူးတော်ကြောင့်နှစ်တိုင်းပါပဲเนาะကျမတို့တောင်ကသမီးတယောက်ကကျမတို့ကိုအရန်ချစ်တော်လေဒူရင်သီးတွေဟိုချင်းလိုက်ပို့တယ်เนาะပြီးတော့မင်းကုတ်သီးပြီးတော့ကျဒူရင်သီးရိုးသူကပို့ပြီးတော့ဟိုကျမတို့ကအဲ့ဒါလေးကိုနားစွန့်နေဒူရင်သီးပေါ်ချင်းဆိုရင်မတို့ကိုဘယ်တော့ပို့မလဲနားစွန့်နေရတယ်เนาะဒီနေ့ယေရှုဖျားကလည်းဒီနေ့ဘယ်နေရာမှာအသီးသီးတလဲဆိုတော့လိုက်ရှာတဲ့အချိန်ရှိတယ်เนาะ Hallelujah ဒီနေ့ဒီနေရာမှာကျမတို့ထိုင်နေကြတယ် အတိအဖြစ်ပင်ရဲ့သဘောကထင်ရှားတယ်။တရက်ပင်ဒီတရက်ပင်ကနော်ဟာမချစ်စုအမေဆိုအရန်တော်တယ်နော်ဒါစိန်တလုံးပင်အာဒါဘာပင်သူအရန်တော်တယ်။ဘာဖြစ်လို့လဲ။အပင်ကိုကြည့်လိုက်တာနဲ့ဘာအတိအသိမလဲသူကကောင်းကောင်းသိနေတယ်။ စိုက်ပျိုးရေးသမားတွေဒီမှာရှိမှာပါနော်အာဒီအပင်ကတော့ဗာအသီးသီးမလဲဆိုတော့ကောင်းကောင်းလေးကျမတို့ကြည်လို့ရတာဖြစ်တယ်ဒီနေ့ကျမတို့ကအသီးလေးတွေဆိုရင်ကျမတို့ရဲ့အပင်ဖြစ်တဲ့ဘုရားသခင်ကိုလူတွေကမြင်ဖို့အကြောင်းပဲဖြစ်ပါစေဟာလေလုယာသင်ကအသီးဆိုရင်သင်ရဲ့အပင်ကိုမြင်ပြီးတော့လူတွေကအဲ့ဒီအပင်နားကိုချင်းကပ်ဖို့ရန်အတွက်ရောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေကဘာဦးကျန်းခန်းကြီးနှစ်ကိုကြည့်ရအောင်ကဘာဦးကျန်းခန်းကြီးနှစ် အငယ်၉ကိုအရင်ကြည့်ရအောင်အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့နော်သူမြေသေးကအစင်းလာ၍စားပွဲကောင်းသော အပင်အမျိုးမျိုးကိုသာရရှင်ဘုရားသခင်ပောက်စေတော်မူ၏ထိုဥယင်အလေ၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုတိကျွမ်းရာအပင်လည်းရှိ၏ ဘုရားသခင်ကကဘာကြီးကိုဖန်ဆင်းလိုက်တဲ့အချိန်မှာလေအဲ့ဒီအေဒင်ဥယျင်ထဲမှာလူကိုဖန်ဆင်းပြီးတဲ့အခါမှာဘုရားသခင်ကဘာကိုဖန်ဆင်းလဲဆိုတော့ဥယျင်ရဲ့အလယ်မှာနော်အပင်အမျိုးမျိုးကိုထာဝရဘုရားကပေါက်စေတဲ့ထိုးဥယျင်အလယ်မှာအသက်ပင်ရှိတယ်တဲ့ပြီးတဲ့အခါမှာကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အသီးတွေလည်းအဲ့မှာတီးနေတာတွေ့ရတယ်ဒီနေ့နှစ်ခုရှင်ပြီးတော့ထားတယ်ကျွန်တော်တို့ကိုကိုွဲတဲ့ဘုရားကလေး ကျမတို့ကိုအာနာနဲ့ဘယ်တော့မှမလုပ်ဘူးနော် ကျမတို့ကိုအတင်းအဓမ္မဘယ်တော့မှမလုပ်ဘူးကျမတို့ကိုဆွဲခေါ်တယ်ကျမတို့ရွေးချယ်တဲ့အရာကိုသူကတကယ်ကိုဘယ်လိုခေါ်မလဲစိတ်ရှည်စွာနဲ့ကျမတို့ကိုခွင့်လွတ်ပြီးတော့ကျမတို့ကိုအခွင့်အရေးပေးတော်ဘုရားဖြစ်တယ်ဒီမိုကရေစီအယံဆန်တာဖြစ်တယ်နော်အာမေဒါလောက်ရမယ်ဒါလောက်ကိုလောက်ရမယ်ဆိုတော့ဘယ်တော့မှ တိတ်မရှိဘူးကျမတို့ကိုတော်ယုံတန်ယုံတော့ဥမာသင်ဤမိဘကိုယိုသင်စွာပြုလော့အဲအဲ့လိုမျိုးဟာတွေကြတော့ပြောတယ်နော်ပြီးရင်အသင်ဤဘုရားသခင်ထာဝရဘုရားကိုစိတ်လုံးကျွေးမဲ့စွမ်းရှိသမျှနဲ့ချစ်လော့အဲ့လိုမျိုးဟာလေးကတော့ရှိတာပေါ့နော်ဒါပေမဲ့ဒီနေရာမှာအသက်ပင်ရဲ့အသီးစားမလားကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အသီးကိုစားမလားဆိုတာဘုရားသခင်ကလူအာရန်နဲ့လူအေးဝါကိုလွတ်လပ်ခွင့်ပေးတာဖြစ်တယ် ဒီနေ့လဲကျွန်တော်တို့လောကအလယ်မှာကျွန်တော်တို့ဘယ်ကိုရွေးမလဲဆိုတာဒီနေ့သင်ရွေးချယ်ခြင်းကိုဘုရားသခင်ကအင်မတန်စိတ်ဝင်စားတော်ဘုရားဖြစ်တယ်။ဟာလေလုယ။ဘေးမှာရှိတဲ့လူကိုပြောရအောင်ကျွန်တော်တို့အရွေးမမားဖို့ဘုရားသခင်ကောင်းကြီးပေးပါစေလို့ပြောရအောင်။အာမင်။အရွေးမမားဖို့ရန်အတွက်အရန်အရေးကြီးတာဖြစ်တယ်နော်။ရွေးတာမှားသွားပြီဆိုရင်တော့ကျမတို့သွားပြီเนาะရတာလည်းမှားသွားပြီเนาะအခု ကလေးတွေကြီးကြီးနေတဲ့အရာဗာလဲသူတို့ဒီလိုအတုံးလေးတွေပေါ့တက်လိုက်လို့ရှင်เนาะမှားသွားပြီဆိုဂုံးဆိုအောက်ကိုပြုတ်ကျပြီးတော့တေသွားတယ်အဲအဲ့လိုမျိုးเนาะ game လာအဲ့အဲ့ဒါကြည့်တဲ့အခါကျမအဲ့လိုစိတ်လှုပ်ရှားရတယ်ဆိုကျမမကြည့်ချင်ဘူးတိတ်ပြီးတော့လေစုံတော့ကားတို့အဲ့လိုမျိုးဟာလေဆိုရင်ကြည့်ရတာစိတ်လှုပ်ရှားပြီးမောနေရတော့ အဲ့လိုကစားနီးရတော့ကျမလည်းတိတ်မကစားချင်ဘူးဒါပေမဲ့အရာကကစားတာပဲရှိသေးတယ်ဒီနေ့အသက်တာထဲမှာရွေးချယ်မှုမှားခြင်းကတချို့ဟာတွေကပြုတ်ပြင်လို့ရတယ်တချို့တွေကလုံးဝပြုတ်ပြင်လို့မရတော့တဲ့အရာတွေရှိတာဖြစ်တယ်ဆိုတာကိုဒီနေ့တွေ့ရတယ်ပြီးတဲ့အခါမှာကပ္ပောက်ကျန်းထဲမှာပဲအခန်းကြီး1ထဲမှာပဲအငယ်15ကနေကြည့်မယ်ဆိုရင်ဘာတွေ့ရလဲဆိုတော့ ထိုအခါဒါရရှင်ဘုရားသခင်သည်လူကိုယူ၍အေဒီဥယင်ကိုပြုစုစောင့်ရှောက်စေခြင်းကထားတော်မူ၏ဒါရရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတည်ကျွမ်းရအပင်မတပါထိုဥယင်၌ရှိသမျှသော အပင်တို့၏အသီးကိုတင်သည်စားရသောခွင့်ရှိ၏ထိုအပင်၏အသီးကိုက မစားရစားသောနေ့တွင်ဧကံအမှန်တရားမိဟုလူကိုပြည့်ညတ်ထားတော်မူ၏ဟာလေလုယာ ဘုရားသခင်ကဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့နဲ့အတူသူကအရန်လေဟိုမိတ်သာရဖွဲ့ခြင်းနဲ့ဘုရားဖြစ်တယ်ဆိုတော့ဒီညမှာတွေ့ရတယ်ဘုရားသခင်ကတော့အာကျွန်တော်တို့ကိုဒီအပင်ရဲ့အသီးကိုမစားနဲ့နော်စားတဲ့နေ့မှာအေကံမှန်တည်မယ်နော်လို့ပြောမဲ့အစားအဲ့ဒီအပင်ပပလင်မှာနော်ကျွန်တော်တို့ဝင်လို့မရအောင်လှုပ်လိုက်လို့ရတာပဲမလှုပ်ဘူးနှလုံးသားထဲကနေသူ့စကားကိုနားထောင်ပြီးတော့နော်တကယ်ကိုသူ့ကိုချစ်ပြီးတော့သူ့စကားနားထောင်ခြင်းကိုသူကအရန်လိုချင်တော့ဘုရားဖြစ်ပါတယ် ာလေလုယာအဲ့ဒါကြောင့်ဒီနေ့သင်ရဲ့နေ့ရက်တိုင်းမှာနော်ဒီနေ့အာရန်နဲ့အေဝါကိုဘုရားသခင်ကမင်းတို့တနင်္ဂနွေနေ့ကျရင်နော်အဲ့အပင်အသီးကိုမစားနဲ့တခြားနေ့မှာစားပါလို့မပြောဘူးအဲ့ဒီအပင်ရဲ့အသီးကိုလုံးဝမစားရဘူးတဲ့ဘယ်နေ့လို့မပြောဘူးဘယ်အချိန်လို့မပြောဘူးဘယ်နေရာလို့မပြောအဲ့ဒီအပင်အသီးကိုမစားနဲ့ဒီနေ့ကျမတို့ကဘုရားသခင်ရဲ့စကားကိုနားထောင်ရမယ့်အရာကအချိန်တိုင်းမှာနားထောင်ရမှာဖြစ်တယ်ဟာလေလုယာနေရာတိုင်းအတွက်နားထောင်ရမှာဖြစ်တယ်နေ့ရက်တိုင်းအတွက်နားထောင်ရမှာဖြစ်တယ် ။ဘုရားသခင်စကားကိုနားထောင်နိုင်သောသူများဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ။ဒီညမှာအာဒံနဲ့အေဝါကိုဘုရားကပြောပြီ။ဒီချိန်မှာအေဝါတော့မဖန်ဆင်းသေးဘူးနော်။အော်အာဒံကိုဘုရားကပြောထားပြီ။ကဲမင်းဒီအပင်ရဲ့အသီးကိုတော့လုံးဝမစားနဲ့။စားတဲ့နေ့မှာအေကံအမှန်တေရမယ်။ဧကံအမှန်လို့ပြောတဲ့အတွက်တကယ်တေကိုတေမှာဖြစ်တယ်။လူအာဒံကထိုစကားကိုသူရလိုက်ပြီ။ ဒီနေ့ကျမတို့အသက်တာတွေထဲမှာလည်းဘုရားသခင်ကတခုခုအတွက်တင့်ကိုစိန်ခေါ်နေတယ်ဆိုရင်ဒီနေ့သင်ကအဲ့ဒါကိုဘုရားသခင်ကမြတ်တာရှင်ပဲကွာငါ့ကိုခွင့်လွတ်မှာပါငါ့ကိုတော့ဒီဟာလေးက excuse ဘုရားသခင်ကကိုဟိုဒီအရာလေးကိုတော့တနာမှာပါလို့မတွေးနဲ့တော့ဘုရားသခင်ကဧကံအမှန်တေရမယ်ဆိုရင်တေရတာပဲ hallelujah ဘေးမှာရှိတဲ့လူကို ပြောရအောင်ဘုရားသခင်ကိုသွားမကစားနဲ့လို့ပြောရအောင်သူကတင့်ကိုအတီးပဲပြောနေတာ ီအပင်အသီးကိုမစားနဲ့ကောင်းမကောင်းသိကြွရင်အပင်အသီးကိုမစားနဲ့နော်စားတဲ့နေ့မှာဧကံမှန်သိမယ်ကလေးတွေကျွန်တော်တို့သားသမီးတွေကျွန်တော်တို့တကယ်စူတဲ့အချိန်သူတို့သိတယ်နော်ဒီတဲမှာရင်ထဲမှာတိတ်ပြီးတော့မစူဘူးเนาะသူတို့ကိုနည်းနည်းဟောခွင်းလို့ပါတယ်ဒီလောက်ကတော့ငါတို့ရပါတယ်ဆိုရင်เนาะသူတို့เนาะဟိုသူတို့ရဲ့ပုံစံကျမတို့ကိုစမ်းတတ်တယ်ဥပမာကျမတို့ဆိုရင်ကလေးတွေကိုဟိုဖျားကိစ္စနဲ့ကြောင်းကိစ္စစာကိစ္စလုံးဝမရအောင်အဲ့ ဘုရားကျောင်းနဲ့ပတ်သက်လို့နော်ပြင်းနေနော်ဘာမှမဖြစ်ဘဲနဲ့နော်ဘုရားကျောင်းမသွားခြင်းမူစုမတောင်းခြင်းမူတခြင်းမဆိုခြင်းမူဆိုဘာဖြစ်တာလဲနော်အဲ့ဒါဆိုရင်တို့တို့တိရမျက်နှာကိုကြည့်ပြီးတော့ဟာငါ့မိတကယ်စိတ်တူနေပြီငါ့မိကတော့ဒီကိစ္စကိုတော့ငါ့ကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘူးဆိုပြီးတော့နော်တို့ကစကားနာထောင်ကြတယ်ပြီးတဲ့အခါမှာနော်ဟိုစာကြက်ရမယ့်အချိန်မှာစာမကြက်ဘဲနဲ့နော်အိတ်ချင်းနာလို့လို့အာဘာလို့လို့ဟိုဟာကြိုက်တာလို့လို့ဒီဟာကြိုက်တာလို့လာလို့ရင်လုံးဝမရဘူးနော်ဆိုရင်တို့ကတိတယ် ဒီနေ့ဘုရားသခင်ကလည်းတင့်ကိုဒီနေ့မရဘူးဆိုရင်မရဘူးပဲနော်ဟာလေလုယာမိမရှိတဲ့လူကိုပြောပါဘုရားသခင် no ဆိုရင် no လိုက်ပါလို့အာမင်နော်ဟာဘုရားသခင်ငါ့ကိုဒါလေးတော့ခွင့်လွတ်မှာပါဒီတသေးလေးတသေးလေးမရဘူးနော်တသေးလေးလည်းမရဘူးကြီးကြီးလည်းမရဘူးဘုရားသခင်ကဧကံမှန်တည်မယ်ဆိုတည်မှာပဲဒါပေမဲ့အာဒံကအဲ့ဒါကိုတိချမမှတ်ထားဘူး तू မမှတ်ထားဘူးဆိုဘယ်မှာတိတာလဲဆိုတော့အေးဝါရဲ့အသက်တာမှာ तू ထင်ရှားလာပြီ။ ဧဝါကတို့ကောင်းမကောင်းသိကြွရအပင်နားမှာတို့ဝိလေဝိလေလှုပ်နေတာအတီးရတော့ဘလောက်ဆွဲဆောင်လဲဆိုတော့လေဝိလေဝိလေလို့ပြီးတော့နောက်ဆုံးကြတော့စာရန်ကငွေကိုအသုံးပြုပြီးတော့အဲ့ဒီအပင်ရဲ့အတီးကစားဖွယ်ကောင်းတယ်ဆိုတော့မြင်တယ်တဲ့အဲ့ဒီကောင်းမကောင်းသိကြွရအပင်ရဲ့အတီးနားမှာအပင်နားမှာမနေဘဲနဲ့အသက်ပင်နားမှာသွားနေရင်တော့ရောအဲ့အသက်ပင်အတီးဘလို့နေမလဲကျွန်မအရင်စိတ်ဝင်စားတယ်နှစ်ခုရှိတာလေ တစ်ခုတည်းမှာ तू ကဒီကောင်းမကောင်းတည်ကျွမ်းရအပင်နားမှာရှိနေလို့အဲ့အသီးကိုမြင်တာမဟုတ်ဘဲနဲ့အသက်ပင်နားမှာရှိမယ်ဆိုရင်တော့အသက်ပင်ရဲ့အသီးကို तू မြင်ရင်တော့ဒီအသက်ပင်အသီးများ तू စားလိုက်ရင်ဘယ်လောက်ကောင်းမလဲဒီနေ့သင်ပင်နားမှာရှိနေလဲဆိုတာအင်မတန်အရေးကြီးတာဖြစ်တယ်ဟာလေလုယာသင်ပတ်ဝန်းကျင်ကအရန်အရေးကြီးတာဖြစ်တယ်သင်ပတ်ဝန်းကျင်ကဘုရားသခင်ရဲ့စကားကိုနားထောင်သောနေရာမှာနေပြီးတော့ဘုရားသခင်အလိုတော်ရှိသောအသီးကိုပဲသုံးဆောင်သောသူများဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေလက်ခုပ်တီးပြီးတော့ဒီပြူကြရအောင် ဒီမှာကတော့ဘာပြောလဲဆိုတော့တော့ထိုပင်အသီးကိုမစားနဲ့စားသောနေ့မှာဧကမံတေရလိမ့်မယ်။ဘုရားသခင်ကအသီးတွေနဲ့ကျမတို့ကိုနော်ဟိုခိုင်းနိုင်တဲ့အသီးတွေကိုကျမတို့အတွက်နော်ပုံဥပမာတွေနဲ့ပြောပြီးတော့ထိုအရာတွေကိုဘုရားကအမြဲတမ်းစိတ်ဝင်စားတယ်ဆိုတာတွေ့ရတယ်။နောက်တစ်ခုမာကုခန်းကြီး7ကိုကြည့်ရအောင်။တွေ့ပြီဆိုရင်ဒူဒူကဖတ်ရအောင်။ နက်ဖြန်နေ့၌ဘေတနိယွာမှပြန်ကြစဉ်တွင်စာမွတ်တော်မူ၏အရွက်နှစ်ပြည့်စုံသောတင်မောတဖန်းပင်ကိုအဝေးကမြင်လျင်တင်မောတဖန်းသည်ဆွတ်သောအချိန်ကာလမရောက်သေးသောကြောင့်ထိုအပင်၌အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟုကြွသွား၍ရောက်သောအခါအရွက်ကိုသာတွေ့တော်မူသည်ရှိသောယခုမှစ၍အစင်မပြဲသင်ဤအသီးကိုအဘယ်သူမျှမစားစေနှင့်ဟုမိန်တော်မူ၏တပည့်တော်တို့သည်လည်းကြားကြ၏ဒီနေ့ ယေရှုဘုရားကအသီးကိုစာမွတ်တယ်ဒီနေ့စာငတ်တယ်တဲ့ဘုရားယေရှုဘုရားကဘေးတတိယမှာပြန်စင်တယ်စာမွတ်တော်မူအရွက်နှစ်ပြည့်စုံတော့သင်မောသဖန်းပင်ကိုအဝေးကမြင်လင်းကြည်လိုက်လို့ရှိရင်စိမ့်ဆိုနေတာအော်ဒီအပင်ကတော့စိမ့်လန်းနေတာပဲစိုးပြေနေတာပဲအရွက်တွေကတော့ဝေစာနေတယ်ဒါပေမဲ့အဲ့ဒီထဲမှာဒီလောက်အရွက်ဝေစာရင်တော့အသီးကတော့ရှီကောင်းရှိလိမ့်မယ်ကျမတို့အိမ်မှာလေ ဒီဘတော်ကဘလို့လဲမသိဘူးတံပြာပင်တစ်ခုရှိတယ်အဲ့တံပြာပင်ကတံပြာသီးလည်းမဟုတ်ဘူးလိန်မော်သီးလည်းမဟုတ်ဒါပေမဲ့သူ့ဟာမှဲ့လို့ရှင်ချိုးတယ်တံပြာသီးလည်းဟုတ်တယ်ကျွန်မလည်းအရန်အံ့ဩတာဒါပေမဲ့အဲ့ဒီအသီးကလေ12ရာတီသီးတာထူးဆန်းတာကျွန်မဆိုရင်တံပြာသီးစားမယ်ဆိုအိမ်နောက်ချက်မှာသွားပြီးခူးလိုက်လို့ရှင်အမြဲတမ်းရှိတယ်အချိန်တိုင်းမှာသီးတယ်တံပြာသီးဒါပေမဲ့အထက်ကဝေါ်ဝါလေးနဲ့ စားလိုက်လို့ရှိရင်တော့ဟိုချိုးတလို့လို့เนาะအဲ့လိုလေးရှိရအရန်ချင်တာမရှိတော့ဘူးသူ့ကိုဘယ်အချိန်မှတီးတယ်လဲဆိုအချိန်တိုင်းမှာအတီးတစ်လုံးနှလုံးကတော့အများတန်းရှိနေတာဖြစ်တယ်ဒီနေ့ယေရှုဘုရားကလည်းเนาะအဲ့ဒီသင်မတပန်းပင်ကိုကြည့်လိုက်တဲ့ခါမှာအရွက်တွေဝေစားနေတယ် ဒီနေ့ကျမတို့ယုံကြည်သူတွေကအခုကျမတို့နေ့တိုင်းဆုတောင်းရမယ်ပတနာဆုတောင်းရမယ်ဒီတိုင်းဘုရားနဲ့အချိန်ယူရမယ်ကျမ်းစာဖတ်ရမယ်ကျမတို့ပြောတဲ့အခါမှာအသက်တာကတော့အိုးခရိယန်ပါဆိုတော့ဝေစာနေတဲ့အသက်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။အိုးငါတို့ကစိုးရင်ခြင်းမရှိတဲ့အသက်တာအိုးနည်းနည်းဆိုရင်အော်ဘုရားသခင်ဘုံတော်နဲ့ပိုက်ရနေတယ်ကျမတို့ကထိုကဲ့သို့နော်လူတွေနဲ့မတူဘဲနဲ့အိုးအရွက်တွေနဲ့ဝေစာကောင်းဝေစာနေလိမ့်မယ်။ ဒါပေမဲ့အဲ့ဒါနဲ့မကျေနပ်ဘူးနော်ယေရှုဖျားကဟာလေလုယာသင်ကိုယေရှုဖျားကယခုရောက်နေတဲ့အနေအထားနဲ့မကျေနပ်သေးဘူးနောက်တစ်ဆင့်တိုးခဲ့ပါအောင်လို့ဒီနေ့စိန်ခေါ်နေတာဖြစ်တယ်ဟာလေလုယာဘေးမှာရှိတဲ့လူကိုပြောပါအောင်ယုံကြည်ခြင်းခြေလမ်းနောက်တလန်းလန်းကြရအောင်လို့ပြောပါအောင်ဒီအရွက်တွေဝေနေတဲ့အရာက ကျမတို့အဆုံးမဟုတ်သေးဘူးဘုရားသခင်ကလိုက်ရှာတာသင် သင့်စီမှာရှာတာကအဲ့ဒီအရွက်တစ်ခုတည်းမဟုတ်ဘူးနော်အသီးရှိသလားလို့လိုက်ရှာတာဖြစ်တယ်ဟာလေလုယာအသီးရှိသလားလို့လိုက်ရှာနေတော့ယေရှုဖြစ်တယ်ဒီနေ့ယေရှုဖခင်ကနော်ဟာငါပိုက်စားတယ်အသီးရှိသလားရှာပါဦးအရွက်တွေကလှမ်းကြည့်လိုက်တဲ့အခါမှာဝေစာနေတဲ့အခါမှာ तू အယမ်းကိုပျော်သွားမှာပဲအယမ်းကိုမျောလင်းချက်ရှိသွားမယ်ဒါပေမဲ့အဲ့ဒီအပင်ရဲ့အသီးကသီးချိန်မတန်သေးဘူးတဲ့ဒါပေမဲ့ကျွန်မထင်တယ်ဒီသီးချိန်မတန်သေးပေမဲ့အရွက်တွေဒီလောက်ဝေနေတာဖြစ်တဲ့အတွက်တလုံးတလီတော့ရှီကောင်းရှီလေ ိတ်မယ်လို့ဒီနေ့မျောလင့်နေတာဖြစ်တယ်ဒီနေ့သင်ရဲ့အသက်တာထဲမှာလဲနော်ဟောဘယ်အချိန်မှငါပါတီးမယ်ဘလို့တီးမလဲဆိုတာကိုကျမတို့ကအာဒီဟာကဥပမာပေါ့နော်ဟိုကျမတို့အသီးတွေဒီဟာမသီးတာငါအဖြစ်မဟုတ်ဘူးလို့မပြောနဲ့ယေရှုဖះလိုက်ရှာနေတာအရွက်မဟုတ်ဘူးအသီးဟာလေလုယာသင်ကိုစိုးပြေယုံလေးနဲ့ယေရှုကအဲ့လောက်နဲ့မကျေနပ်ဘူး။အော်စိမ့်လန်းနေတာလေးနဲ့ယေရှုဖះကမကျေနပ်သေးဘူး။သင်ထဲမှာဘာအသီးတွေရှိမလဲဆိုတာကိုအတွင်းတည်းထိလိုက်ရှာနေတာယေရှုဖះဖြစ်ပါတယ်။ ဟာလေလုယာဘေးမှာရှိတဲ့လူကိုပြန်ပြောပါအောင်ကျွန်တော်တို့ထဲမှာဘာအသီးကိုတွေ့သွားမလဲမသိဘူးလို့ပြောပါအောင်ဆာလံခန်းကြီးတစ်ထဲမှာဘာတွေ့ရလဲဆိုတော့နော် ထာဝရဘုရားဤတရားတော်၌မှု့လျော်၍တရားတော်ကိုနေညမပြတ်စင်ကျင်အောင်မေတော်သူသည်မင်္ဂလာရှိ၏အငယ်၃မှာအเจ้าမူကားအတူတကွဖက်ရအောင်အเจ้าမူကားထိုသူသည် မြင့်နာမစိုက်လျက်မိမိအချိန်တန်မှအသီးကိုသီး၍အရွက်မညိုးနွမ်းတတ်သော အပင်နှင့်တူ၏ပြုလေသမျှတို့၌အောင်လိမ့်တည်းဟာလေလုယာဒီနေ့မြင့်နာမစိုက်တဲ့အပင်ကဲ့သို့အဖေတခါပြောသူလို့ပေါ့နော်အာ ဟိုဘယ်လိုခေါ်မလဲကျမတို့ကတခါတီးခံလိုက်တယ်တခါတီးခံလိုက်တယ်နော်အေးငါယေရှုနာမနဲ့နော်ဒီတခါငါခွင်လွတ်လိုက်တယ်နော်ဒါပေမဲ့မှတ်ထားတာအဲနောက်တခါလဲနော်လှုပ်လာတယ်နော်ဒီတခါငါယေရှုနာမနဲ့ငါခွင်လွတ်နှစ်ခါရှိပြီနော်နောက်တခါကျတော့နော် သုံးခါအေးသုံးခါရှိပြီယေရှုနာမနဲ့ငါခွင်လွတ်တယ်လေးခါကျရင်တော့မရတော့ဘူးနော်ဒါခွင်လွတ်တယ်လို့မခေါ်ဘူးခွင့်လွတ်ခြင်းအတီးတီးတယ်လို့မခေါ်ဘူးဒီနေ့လေးခါမြောက်ကြတော့ထိုးတော့တာနော်ယေရှုလက်တီးဆိုပြီးတော့နော်အားရပါးရထိုးတော့တာ ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာလေယေရှုဖျားလိုက်ရှာနေရတာကတိရှင်နဲ့တိလျှောက်ပြီးဖို့မဟုတ်ဘူးကျမကပန်းနေကြိုက်တော့တော့တင်းငွေနေဆိုရင်ကျမကပန်းနေရတဲ့ကအယမ်းပြောတယ်နော်အိမ်ကိုရောက်သွားတဲ့ကအိမ်ကိုယူသွားတဲ့ပကံလေးနဲ့ထည့်ပြီးအဲ့အနံလေးရတဲ့ကကျမအယမ်းကျေနေတယ်ကျမကိုကျမအမျိုးတဲကတယောက်ကအမြဲတမ်းဗာပြောလဲဆို อีงาญมาเนี่ยปั้นยังปั้นเลยเนาะสู้อีงาปั้นจักดาตะนิงนี่เลยสู้งาอ๋อคลิปนี่อยู่ทวาดาลูกปั้นนี่ปาลามะล่ะสู้พี่รอปั้นนี่ปาลาพี่สู้อ้าปาดะเนี่ยอกုံปั้นน่ะลูกตะคาลีจ้ะเนี่ยข้องตะคูลงหนองผิดปั้นจินน่ะเอ่อจม้าบาပြောเลยสอเนาะอีเนี่ยอ่ะโหบาเลยบาเตปั้นเนี่ยหาเลยอะเราว่าเนี่ยปั้นแม้ทีเนี่ยเด้จม้าอูเนาะ ဟာပန်းမေးဘာနေနေပန်းမှာပဲနော်ဒီနေ့ယေရှုဘုရားကအသီးသီးမြတ်ပင်သီးသီးဘာသီးဘာသီးနေနေလိုက်ရှာတာမဟုတ်ဘူးတဲ့အထဲမှာရှိသောအပင်အသီးရအပင်ကိုညှို့မှာဖြစ်တဲ့အတွက်ကောင်းသောအသီးကိုပဲသီးစေခြင်းနဲ့ဟာလေလုယာဘာအသီးလဲကောင်းသောအသီးကဝိညာဉ်အားဖြင့်ဝိညာဉ်ပကတိအားဖြင့်သီးသောအသီးတွေကျမတို့ထဲမှာသီးကိုသီးနေရမှာဖြစ်တယ် ဟာလေလုယာနောက်ဆုံးသောကာလဖြစ်တယ်လူတွေကလိုက်ရှာနေတာကထိုအသီးတွေကိုလိုက်ရှာနေတာအဲဒါကြောင့်လူတွေကမငြိမ်သက်လို့လေငြိမ်သက်တဲ့နေရာတွေကိုသွားနေတာအော်ဘာဆိုရင်လဲဟောအဲ့နေရာကလေမှန်နေတိလားသွားလိုက်အောင်ဆိုဟာသွားကြတယ်အဲ့နေရာအန်ဒီကင်းနေဆိုသွားကြတယ်ဟာဒီဟာတော့ဒီလိုဖြစ်တဲ့သွားကြဘာကြောင့်လဲသူတို့အแทမှာငြိမ်သက်ခြင်းအသီးကိုသူတို့လိုက်ရှာတယ် ဟိုသူတို့ထဲမှာဝမ်းမြောက်ခြင်းအသီးကိုလိုက်ရှာတယ်သူတို့ထဲမှာချစ်ခြင်းအသီးတွေကိုလိုက်ရှာတယ်ဒီနေ့တင့်ထဲမှာမယုံကြည်သောသူတွေကအိုးငြိမ်သက်ခြင်းအသီးလာရှာရင်ရောတင်ကဘလို့အသီးသီးနေမလဲလူများအထက်ပို့ပြီးတော့ပြာရာခတ်နေသလားလူများတဲ့ပို့ပြီးတော့ဝမ်းမြောက်ခြင်းအသီးလိုက်ရှာတယ်။တင့်အထဲမှာဝမ်းမြောက်ခြင်းမပြောနဲ့။လူများတဲ့ပို့ပြီးတော့စိုးရိမ်နေတဲ့အသီးတွေများတင်သီးနေသလား။ဒီနေ့ကျမတို့ဘာကြောင့် ဝိညာဉ်ပကတိရဲ့အသီးတွေကိုမသိနိုင်တာလဲဆိုရင်ကျမတို့အထဲမှာထိုစစ်မှန်သောအသီးသီးစေနိုင်သောယေရှုဘုရားကိုကျမတို့ဘလောက်ထိအသက်ရှင်စေတယ်လဲဆိုတာကအဓိကဖြစ်တယ်။ဟာလေလုယာအသီးတွေအတုတွေရှိတယ်လေနော်။ဒီမှာပြောထားတဲ့အသီးကိုမျိုးကနော်အမှုတော်ဆောင်တွေပဲသိရမယ်လို့မပြောဘူးနော်။ဘေးမှာရှိတဲ့လူကိုပြောပါဦး။ဒီအသီးကိုမျိုးကအမှုတော်ဆောင်တွေအတွက်မဟုတ်ကျွန်တော်တို့အတွက်လို့ပြောရအောင်။ အာမင်တချို့တွေကလေအမှုတော်ဆောင်နေဟာအမှုတော်ဆောင်ဖြစ်ပြီကျမ်းမသီးခံဘူးအမှုတော်ဆောင်ဖြစ်ပြီမချစ်ဘူးနော်ဒီနေ့ကျမ်းစာကအမှုတော်ဆောင်နေအတွက်မပြောဘူးကျမတို့အားလုံးသီးရမယ့်အသီးဖြစ်တယ်ဟာလေလုယာတင့်အထဲမှာလေအဲ့ဒီမျိုးစေးကခရစ်တော်နဲ့တူပါလာပြီးသားဖြစ်တဲ့အတွက်အားလုံးလက်ကိုတီးပြီးတော့ထိုးအရာကိုကြိုးဆိုရအောင်ဟာလေလုယာဟိုးဝမ်းနေစရာကောင်းတဲ့အချိန်မှာတင်ကဟိုးဝမ်းမြောက်ခြင်းအသီးကပေါ်လာရမှာ ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ redeem ကို zoom နဲ့ကြည့်ပြီးတော့အာအရန်ကိုအားရတယ်အရန်ပိတ်သိက်ရှိတယ်ကျွန်တော်တို့ဝမ်းမြောက်တယ်နောက်ဆုံးချိန်ဆိုငိုရိုးပြီးတော့ဆက်ကတ်ကြတယ်အိမ်ပြန်တယ်နောက်ရက်ကျတော့ဆရာကိုနိုင်ကဘယ်လဲမသိဘူး तू သွားပြီးပြန်လာတယ်ငါတို့တဲ့ဘလို့ဖြစ်တာလည်းမသိဘူးတဲ့ဘာဖြစ်တာလဲငါတို့ကားလေအရှိရမှန်ကကွဲနေရဟာအရှိမှန်ဆိုတော့ဈေးကြီးတယ်တဲ့ကျွန်တော်ကတော့သိပ်မသိပါဈေးကြီးဟာသွားပြီဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘာကိုရလိုက်လဲဆိုဟာ ဒီမှန်ကွဲတာနဲ့ငါရတဲ့ဘိတ်သိက်ငါရတဲ့ဝမ်းမြောက်ခြင်းဘာဖြစ်လို့ပျောက်သွားရမှာလဲငါအထက်မှာခရစ်တော်ရှိနေတာပဲငါဝမ်းမြောက်ခြင်းသီဒီချိန်မှာသိရမှာပဲဟာလေလုယအဲ့ဒါနဲ့တော့အဲ့ဒီချိန်ကျမနဲ့အတူရှေကိုခါရှမ်းတို့လာဘူးလည်းမသိဘူးရှိကြတယ်ပတ်ပတ်လည်းရှိတော့ကြဆရာကိုနေပြောတော့ကြ အာဘာမဖြစ်ဘူးလို့ငါတို့ဒီဟာကသိန်း50ကုန်မလဲအေးအဲ့ဟာနဲ့ငါတို့ရတဲ့ဘိတ်သိက်ငါတို့ရတဲ့ဝမ်းမြောက်ခြင်းတော့မလဲဘူးဟာလေလုယာငါတို့ရတဲ့အရာငါတို့ဆက်ပြီးဆုပ်ကန်ထားမယ်ဒီအချိန်မှာဝမ်းမြောက်ခြင်းအတီးတီးရမှာဟေးကျေးဇူးတော်ကြီးမွမ်းပါတယ်ဟာလေလုယာဒီနေ့ကျမတို့တီးရမယ့်အရာကတီးရမယ့်အချိန်မှာတီးတယ်နော် အာအိမ်မှာပတ်စံမရှိတော့ဘူးဘလို့လုံးမလဲတော့ပြာရခတ်ပြီးတော့ငါတို့ဘယ်မှာသွားချင်းမလဲဘသူစီတောင်းမလဲမဟုတ်ငိန်သက်ခြင်းအသီးကအဲ့ချိန်မှာတီးရမှာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးတော့ဘုရားကိုချီးမွမ်းကြရအောင်ဟာလေလုယာနောက်ပြီးတော့ကျမတို့ကတော့စိတ်ရှည်ခြင်းအသီးနော်တချို့တွေကမွေးရပါစိတ်ရှည်တာရှိတယ်နော်အဖေဆိုရင်အရန်စိတ်ရှည်တာအာဘာနေနေ तू ကစိတ်တိုးတယ်ဆိုတာတိတ်မရှိဘူးနော်စိတ်ရှည်သူတပည့်တွေနဲ့လည်းစိတ်ရှည်အများအားစိတ်ရှည်နော် အမေဆိုရင်အရင်စိတ်တူတခါကြာတော့ရှင်ကတခါတလေကြာရင်စိတ်တူရမယ့်အချိန်မှလည်းစိတ်တူရတယ်အဲ့ဒါကလူတွေကစိတ်တူရမယ့်အချိန်စိတ်မတူဘူးဆိုရာအမေကတော့သုံးပါတယ်ဒါပေမဲ့အဖေကတော့အေးပါအေးပါစိတ်ရှည်ခြင်းအတီးကနော်ငကိုကလေးကသူကစိတ်ရှည်တဲ့အပင်ကယေရှုဘုရားကသူတော်တော်လေးရထားတဲ့သဘောရှိတယ် ။ဒါပေမဲ့ဒီနေ့ကျမတို့ကနော်အိုးစိတ်ရှည်ရမယ့်အချိန်မှာ စိတ်ရှည်နိုင်တဲ့ယေရှုဖခင်ကကျမတို့ထဲကနေတကယ်ထင်ရှားလာဖို့ရန်အတွက်သင်ဘလောက်ထိုစိတ်ရှည်စေတဲ့အပင်ဖြစ်တဲ့ခရစ်တော်နဲ့သင်ဘလောက်အတူရှိတယ်လဲဆိုတာကအဲ့ဒီအချိန်ကျမပေါ်လာမှာဖြစ်တယ်ဟာလေလုယာအဲ့တော့ဒီနေ့ကျမတို့ကဝိညာဉ်ရေးရာဆာမူဝဲဆာမူဝဲဆိုတော့အဲ့ဒါပြောတာဖြစ်တယ်ပြီးတဲ့အခါမှာနော်ဘာတွေတွေ့ရသေးလဲဆိုတော့နော်ကျမတို့ရဲ့အသက်တာထဲမှာဂျေဇူးပြုခြင်းတခါတလေကြရင် ကျေးဇူးပြုခြင်းကခဏတစ်ဖြုတ်တော့ပျော်စရာကောင်းတယ်လို့လို့ရှိတော်လေ။အိုးအချိန်တိုင်းမှာကျေးဇူးပြုနေရတဲ့အခါမှာကျမတို့တခါလေကြရင်ပင်ပန်းလာတဲ့အချိန်တွေရှိတတ်တယ်။အော်ဒီလူကိုပေးလိုက်ဒီလူကိုပေးလိုက်နော်ကျမဆိုရင်ဆိုင်လေးတွေရှိတယ်နော်အဲ့ဆိုင်လေးတွေကကျမကနော်အိုးဒီမှာရှိတဲ့လူငယ်တွေကဦးဆောင်ပြီးတော့သူတို့လုပ်နေတဲ့အခါမှာကျမကတခါလေကြရင်နင်တို့နော်ဈေးကို short short ဟာ short အမြတ်အရင်မယူနဲ့ရှော့နော်တချို့ဟာတွေဆိုရင်အာအရင်နဲ့ရောင်းလိုက်ဆိုကျွန်မကိုကြည့်ကြနော်ကျွန်မတူမလေးမမွမ်းဆိုရင်သူရှိတော့ဆိုရင်ကျွန်မကိုကြည့်ပြောနူးနန်းကအလကားဝေမာလားရောင်းမလားအဲကျွန်မကိုသူကစစ်ဆေးသေးတာနော်အော်သူတို့လည်းခက်ခဲနေရဆိုလေသမီးရဲ့တတ်နိုင်သလောက်ရှော့လိုက်ပါတချို့ဟာတွေလည်းဒီလိုပေးလိုက်ဖို့ဆိုတာကျွန်မအရန်စိတ်တူတယ်သူကဘယ်တော့မှအာဈေးဘလို့တတ်မှတ်မလဲကျွန်မမမေးတော့ဘူးအာသူ့သူချရတာနော် ဒီနေ့ကျေးဇူးပြုခြင်းဆိုတာလေတခါလေကြာရင်ရေရှည်အတွက်မလွယ်ဘူးနော်ဒါပေမဲ့ခရစ်တော်နဲ့သင်အတူရှိတယ်ဆိုရင်တော့အဲ့ကျေးဇူးပြုခြင်းအတီးကလိုအပ်တဲ့ချိန်ထွက်ကိုထွက်လာမှာဖြစ်တယ်ဟာလေလုယာကျွန်မဟိုကျေးဇူးတော်ကြောင့်ပေါ့နော်ကျေးဇူးပြုတဲ့လူတွေတော်တော်များများကိုတွေ့တယ်သူတို့ရဲ့အသက်တာထဲမှာလေကျေးဇူးပြုလိုက်လို့ရှုံးသွားတယ်ဆိုတာမမြင်ရဘူးသူတို့တိုးပွားလာတာကိုပဲမြင်ရတာဖြစ်တယ် ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့သင်ကဂျေစုပြုခြင်းအသီးကိုသီးခြင်းကသင်အတွက်ပဲဖြစ်ပါတယ်ဟာလေလုယာပြီးတဲ့ကောင်မှာဘာတွေ့ရလဲဆိုတော့เนาะအာကောင်းမြတ်ခြင်းတဲ့သစ္စာဆောင်ခြင်းဒီဟာလေးကအင်မတန်အရေးကြီးတယ်ဒီလောကကြီးမှာသစ္စာဆိုတာအရင်ရှားတယ်လို့ပဲခံစားရအလုတ်ထဲမှာသစ္စာမရှိဘူးစကားပြောတယ်သစ္စာမရှိဘူးเนาะ အခုအာအခုဒီမှာကျမတို့မယုံကြည်သူတွေဆိုသူတို့ဘာပြောကြလဲဆိုအာမပြောနဲ့ဒီမှာပြောရင်အာတခါတည်းဟိုဘက်ကိုရောက်တယ်ဟိုဘက်ကပြောရင်ဒီမှာရောက်တယ်နော်ဒါကဘာကြောင့်လဲတစ္ဆာမရှိလို့ တစ္ဆာမရှိလို့နော်နှုတ်တွေကဟိုဘက်ပြောလိုက်ဒီဘက်ပြောလိုက်ဟိုဘက်ပြောလိုက်ကိုကိုကိုအောင်မသိတော့ဘူးငါတစ္ဆာမရှိတာပါလားဆိုတာမသိနိုင်တော့တဲ့အထိကျမတို့ကစကားကိုဟိုပို့လိုက်ဒီပို့လိုက်ဟိုပို့လိုက်ဒီပို့လိုက်ဖြစ်တတ်တယ်အဲ့ဒါကြောင့်ဒီနေ့ကစပြီးတော့ဒီမှာရှိတော်သူများကတစ္ဆာဆောင်တော်အသီးကိုတီးတော်သူများဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေလက်ခုပ်တီးပြီးတော့ဘုရားကိုချီးမွမ်းလျက်အတီးပြုရအောင်ဟာလေလုယာအာတစ္ဆာရှိရမယ်လို့ပြောတဲ့ခါမှာနော်တကြက်ကလေးတပြားကလေးတောင်မှကျမတို့တစ္ဆာရှိရမှာဖြစ်တယ် ပြီးတဲ့အခါမှာတော့တတိလေးကဆိုကျွန်တော်တို့တစ္ဆာရှိရမှာဖြစ်တယ်။အဲ့ဒီတစ္ဆာရှိခြင်းကကျွန်တော်တို့ဘုရားသခင်သီးစီခြင်းတော့အသီးထဲမှာပါနေတာဖြစ်တယ်။တစ္ဆာဆိုတာကျွန်တော်တို့မသိရတော့ဘူး။အလုံးမာလည်းတစ္ဆာမရှိတော့ဘူး။အိမ်ထောင်တွေမှာလည်းတစ္ဆာမရှိတော့သားသမီးအချင်းချင်းလည်းတစ်ခါတစ်ခါလိန်ပြောတယ်နော်။အာဒီဟာလေးတတိလေးနော်စကားပေါ်ကရှိလိုက်သေးတယ်။မူသားမပါလင်္ကာမချောအဲလင်္ကာမချောဆိုတဲ့အရာလေး အဲ့ဒါကကျွန်တော်တို့ယုံကြည်သူတွေနဲ့မဆိုင်ရဘူးနော်ဟာလေလုယဘေးမှာရှိတဲ့လူကိုပြောရအောင်အဲ့ဒါကျွန်တော်တို့နဲ့မဆိုင်ရဘူးလို့ပြောပါအောင်အာမင်ဟာဆေမဆန်နဲ့နှုတ်ရှိမှာတော့စကားနာထောင်းနေအပြင်ညလှုပ်ချင်တာလို့အဲ့ဒါကတစ္ဆာမရှိခြင်းအသီးဖြစ်တယ် ပြီးတဲ့အခါမှာနော်ကျမတို့ကနော်ယုံကြည်သူတွေဒီနေ့စံစာဖက်လာအ ਨੇ ဆုံးနော်စံစာဖက်လာဆိုမဖက်ဘဲနဲ့လဲအော်ဖက်တယ်မလုပ်ပါနဲ့ဒီနေ့သစ္စာရှိသောသူများဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေဟာလေလုယာလူတိုင်းကိုကြည်လိုက်တာနဲ့ယေရှုဘုရားကသစ္စာရှိခြင်းအသီးသင့်တဲမှာတွေ့ပြီးတော့ထိုအသီးကချုံမြိန်နေဆိုတာကိုကြည်ပြီးတော့လူတွေကအပင်ဖြစ်တဲ့ခရစ်တော်စီကိုလာဖို့ဘုရားကောင်းကြီးပေးပါစေ အခုနောက်ပိုင်းတော့ဆယ်ဘိုးတဘိုးတွေလည်းတစ္ဆာမရှိကြတော့ဦးသိပြီးတော့เนาะအာအလူငွေတစ္ဆာမရှိဘူးအာကျမတို့ဒါဒီမှာဒီမှာတော့မရှိပါဘူးကျမတို့ဂျေဇုအကြောင်းဆယ်ဘိုးတို့အသေးစိတ်เนาะကျမတို့တစ္ဆာရှိရှိထဲကြတယ်ယုံကြည်သူတွေတကယ်ဂုံပြုတ်တယ်เนาะဘုရားသခင်ကျမတို့ကိုပေးသောဆယ်ဘိုးတဘိုးတွေเนาะအလူငွေတွေကိုတခြားလူတွေကြားရင်လေအံ့ဩတယ် ါကဘာကြောင့်လဲသင်ကသစ္စာရှိစွာဆယ်ဘိုးတို့တွေအလူငွေတွေပေးကမ်းခဲ့တဲ့အရာတွေကထိုအရာကဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေတာဖြစ်တယ်ဟာလေလုယာပြီးတဲ့အခါမှာဘာတွေ့ရလဲဆိုတော့နူးညံ့သိမ်မွေ့ခြင်းဒီနေ့နူးညံ့သိမ်မွေ့ခြင်းဆိုတဲ့အခါမှာနော်တချို့တွေကကျမတို့နော်စကားပြောရင်အာနူးနူးညံ့ညံ့လေးပြောတတ်တယ်တချို့တွေကြောက်လေဟာအကျဉ်း နော်တကယ်ကိုကြမ်းကြမ်းတန်းတန်းတုံ့ပြန်ရမယ့်အချိန်မှာသင်ကခရစ်တော်ကိုတကယ်ယရှိပြီဆိုရင်တော့တင့်ထဲမှာနူးညံ့သိမ်မွေ့ခြင်းအသီးကပေါ်ထွက်လာမှာဖြစ်တယ်ဟာလေလုယာမလိုအပ်ဘဲနဲ့နူးညံ့ပြီးအလိုနေဖို့မဟုတ်ဘဲနဲ့နော်စိတ်တိုစရာရှိမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသင်ကနူးညံ့ခြင်းအသီးကတင့်ထဲမှာလူတွေမြင်မဲ့အသီးဖြစ်ဖို့ရန်အတွက်နူးညံ့စေသောထိုဖရားကတင့်ထဲမှာနေရာယူနိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေလက်ခုပ်တီးပြီးတော့အတီးပြုရအောင်ဟာလေလုယာ ဲ့ဒါပြီးတဲ့ခါမှာနော်နောက်ဆုံးအနေနဲ့ဘာတွေ့ရလဲဆိုတော့ကာမဂုဏ်ချုပ်တီးခြင်းဟိုးတနည်းကျမတို့ကလေးတွေအစာရှောင်ကြတယ်ဗျအစာရှောင်ကြတော့ဇွန်ဇွန်ကသူကညကလေးသူပြောထားတယ်နူနူတဲ့ဇွန်ဇွန်ကအစာရှောင်မှာနော်တဲ့အဲ့နဲအေးဟုတ်တယ်အတွက်အစာရှောင်ရမှာဆိုအဲ့နဲသူကအစာရှောင်နေဆိုတော့သူကတိတ်ပြီးတော့မသိတော့အစာရှောင်နေဆိုတော့ဇွန်ဇွန်ကပေါင်းမုံစားလို့ရတယ်အဲသူကမေးတာသူနည်းနည်းဘိုက်စားနေမှာပေါ့နော်အဲ့နဲ ညကလေးကျမမစားနဲ့တော့လို့အဲ့ဒါညကလေးမစားတော့ဘူးဆိုအဲ့နူဒယ်စားလို့ရလားဘနာနာစားလို့ရလားအဲ့တခုပြီးခုမေးတာနော်အပယ်ရောစားလို့ရလားမရဘူးလို့အစာရှောင်နေဆိုတာကလို့အစာကိုဘာမှမစားရဘူးလို့ရေတောင်မှတကယ်စားမှတောက်ရမှာအဲသူမှတ်ထားတယ်မှတ်ထားမင်းနဲ့မိုးလင်းလာတော့သူတို့နော်ဆီယမတွေကသူတို့ချိန်ထားတဲ့အချိန်ရောက်တော့သူကထားပြီးတော့အဲ့နဲ့သူကသွားတိုက်မယ်ဆိုနုနု သွားတိုက်ရင်းနဲ့ရေဝင်သွားရင်ရလာအဲနော်အဲ့နဲ့ရတယ်ရတယ်ရတယ်အရာရောရရေတောက်လို့ရတယ်နော်အဲကာမကုံချုပ်တီးခြင်းဆိုတာနော်ကျမတို့ကဟိုသီလီကစချုပ်တီးနိုင်တော့အသီးကိုဘုရားကပေးထားတာဖြစ်တယ်ฮาเลลูยาကျမတို့ကနော်ဟိုကာမကုံချုပ်တီးခြင်းလို့ပြောတဲ့အခါမှာနော်ဟိုယောက်ျားလေးမင်းကလေးကိစ္စဟိုမတရားသောမိထုံအဲ့ဒါတွေလည်းပါတယ်လို့ကျမတို့ရဲ့ဇာတိအရာကိုကျမတို့ကနိုင်တော်သူတွေဖြစ်တယ် ်ပြန်ပြောခြင်းနဲ့သင်ကအာယုံ၅ပါးကနေလာသောဇာတိယာတွေကိုသင်ကနိုင်တော်သူဖြစ်တယ်ဟာလေလုယာသင်ကဇာတိယာဖြစ်တဲ့အာယုံ၅ပါးကနေလာသောဆွဲဆောင်ခြင်းသွေးဆောင်ခြင်းဘုရားသခင်ခွင့်မပြုသောအရာမှန်သမျှသင်ကနိုင်တော်သူဖြစ်တယ်ဟာလေလုယာဘေးမှာရှိတဲ့လူကိုပြောရအောင်ကျွန်တော်တို့ကဇာတိယာတွေကိုနိုင်တော်သူတွေဖြစ်တယ်လို့ပြောရအောင်အာမင်ဟာလေလုယာအိုးအစာတွေတွေ့ပြီဆိုရင်ဟာအစာကျူးတာ မဟုတ်ရဘူးဇာတိအရာအလုံးကာမကုံချုပ်တီးခြင်းအသီးကတင့်အแทမှာအဲ့ဒီမျိုးစစ်ပါပြီးသားဖြစ်တယ်ဟာလေလုယာတင့်အแทမှာထိုမျိုးစစ်ပါပြီးသားဖြစ်ပါတယ်ယေရှုနာမနဲ့ကြွေးကြော်တယ်တင့်အแทမှာထိုမျိုးစစ်ကရှိပြီးသားဖြစ်တယ်ဟာလေလုယာဟာလေလုယာလောကကြီးတစ်ခုလုံးကကာမကုံချုပ်တီးခြင်းနဲ့မှာမွေ့လျော်ရင်တောင်မှကျမတို့ကကာမကုံချုပ်တီးခြင်းအသီးကိုတီးတော်သူများဖြစ်ဖို့ယေရှုဘုရားကတင့်အแทမှာဒီနေ့အသက်ရှင်နေတာဖြစ်တယ် ဟာလေလုယာနောက်ဆုံးသောကာလဖြစ်တဲ့ကျွန်တော်ဒီတိုင်းနေလို့မရတော့ဘူးကျွန်တော်တို့ထဲမှာအသီးတွေအသီးတွေတီးချင်းအဖြစ်ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေမှသာလေလူတွေကခရစ်တော်စီကိုလာမှာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်အောင်ကျွန်တော်တို့ဘာအသီးသီးတည်းလဲဩနံပါတ်1เนาะကျွန်တော်တို့ဝိညာဉ်ပကတိအသီးတွေဖြစ်တဲ့ချစ်ချင်းတင်ချစ်နိုင်ရလားမိသားစုအချင်းချင်းတော်တင်ဘလို့ချစ်ရမလဲတင်စဉ်းစားဘူးသလား သင်ကပဲအချစ်ခံဖို့ရတဲ့မပြင်းစင်တဲ့သင်ကချစ်ရမယ်သူဖြစ်တယ်။ဘာကြောင့်လဲ။ဘုရားသခင်ကချစ်ခြင်းမေတ္တာဖြစ်တယ်။ဘုရားသခင်ကချစ်ခြင်းမေတ္တာဖြစ်တဲ့ထိုချစ်ခြင်းမေတ္တာအရှင်ကသင်အထဲမှာတကယ်အသက်ရှင်နေတာဖြစ်တဲ့အတွက်သင်ကအဲ့ဒီချစ်ခြင်းမေတ္တာအသီးကအသီးကိုသီးရမှာ ဖြစ်တယ်နော်။ ဟာလေလုယာချစ်ချင်းအတိအသင့်မှရှိသလားဝမ်းမြောက်ခြင်းအတိအသင့်မှရှိသလားငြိမ်သက်ခြင်းအတိစိတ်ရှည်ခြင်းအတိကျေးဇူးပြုခြင်းအတိကောင်းမြတ်ခြင်းအတိသစ္စာဆောင်ခြင်းအတိနူးညံ့သိမ်မွေ့ခြင်းအတိနဲ့ကာမကုံချုပ်တီးခြင်းအတိတွေကတဲ့အတဲမှာအချိန်တိုင်းမှာတီးဖို့ရန်အတွက်ဘုရားကလိုတော်ရှိနေတာဖြစ်တယ် ဒီနေ့ယေရှုဘုရားကလိုက်ရှာနေတာကသင်အရွက်ဝေစားပြီးတော့နော်သင်ကိုဘုရားသခင်ကအိုးဆူတောင်းပါဆူတောင်းတဲ့အခါမှာဘုရားရဲ့မှာမှုလျော်တဲ့အခါမှာသင်ကစိုးပြေလာတယ်လန်းဆန်းလာတယ်အဲ့ဒါနဲ့ပဲမချေနှက်နဲ့တော့အတီးတီးသောအသက်တာရှိဖို့ရန်အတွက်မျက်နာမှာစိုက်ဖို့ရန်အတွက်အမှန်တန်ရေးကြီးတာဖြစ်တယ်ဟာလေလုယာမျက်နာမှာစိုက်တဲ့အပင်ကနော်အပင်တွေစိုက်လို့ရှင်ကျမတို့ကဒီမှာစိုက်လိုက်ဟာဒီမှာတိတ်မကောင်းပါဟိုဘက်မှာသွားစိုက်လိုက်မရဘူးစိုက်တယ်ဆိုတော့တနေရာတည်းမှာရှိနေရတာဖြစ်တယ် ဘယ်လိုအချိန်ပဲဖြစ်ဖြစ်နေပူရင်လည်းမျက်နှာမှာစိုက်တဲ့အပင်ကဘယ်တော့မှမရွေ့သွားဘူး ဟာလေလုယာမိုးရွာရင်လည်းအဲ့ဒီအပင်ကဘယ်တော့မှမရွေ့မသွားဘူး။အော်ကျမတို့ဘလို့မုံတိုင်းတွေလာနေပါစေအဲ့ဒီစိုက်ပျိုးထားတဲ့အပင်ကဖျားထဲမှာတင်ကိုကိုကိုတကယ်စိုက်ပျိုးထားတယ်ဆိုရင်တင်ဘယ်တော့မှလောကအရာတွေလာရင်လည်းတင်ရင်းရိုင်တော့မှာမဟုတ်ဘူး။တို့အသီးတွေကတင်ထဲမှာထင်ရှားနေမှာဖြစ်ပါတယ်။ဟာလေလုယာအဲ့ဒါကြောင့်အခုချိန်မှာနော်ကျမတို့အားလုံးမတရက်လျက်ကိုအထဲမှာဘာအသီးများတီးနေတယ်လဲဆိုတော့ကိုကိုကိုပြန်စမ်းစစ်ကြည့်ပါဦး။